ဘုရားသခင်ကမေတ္တာရှင်ဘုရားဖြစ်တယ်လို့ပြောပြီးဘာကြောင့်လူတွေကိုမြတ်ရတာလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဘုရားသခင်ကမေတ္တာရှင်ဘုရားဖြစ်ပြီးဘာကြောင့်လူတွေကိုမြတ်ရတယ်လဲဆိုတော့မိကုံးအောက်မှာဒီဗီဒီယိုနဲ့သူဆွေးနွေးတာပဲခြင်းတယ်ဆိုတော့ဒီအကြောင်းရောက်တွေ့ခြင်းဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပြစီမှန်ပါတယ်ဘုရားသခင်ကဘုရားဆင်စစ်ဖြစ်နေလျက်ပင်လူသားတွေအပြည့်ငယ်ရဲကိုတွားရမယ်လမ်းကြောင်းကနေပြီးတော့ ကောင်းကင်နိုင်ငံကိုသွားနိုင်မဲ့လမ်းကြောင်းတစ်ခုကိုပြင်ဆင်ပေးခဲ့ပါတယ်။အန်လောက်ထီအောင်လူသားတွေပေါ်မှာမေတ္တာကြီးမားပါတယ်။ဒီအကြောင်းအရာကဘုရားတခင်ကလုံးဝအတုမဲ့အနိုင်မဲ့တဲ့မေတ္တာရှင် ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဖော်ညွှန်းပေးနေပါတယ်။အန်လောက်တောင်မေတ္တာကြီးမားတဲ့ဘုရားတခင်ကဘာကြောင့်မို့လူတွေကိုအကြောင်းအမျိုးမျိုးနဲ့ကွန်မြတ်ခဲ့ရတာလဲ။ အဲ့ဒီကိုမြခံရတဲ့ဒူတွေအပေါ်မှာမေတ္တာသက်နဲလို့လားမျက်နာလိုက်တာလားဒါမဟုတ်ဘုရားသခင်ကပဲတွေးစာလုံးလို့လားလုံးဝလုံးဝမဟုတ်ပါဘူးဘုရားသခင်ကအနိုင်အဆမဲ့တဲ့မေတ္တာရှင်ဖြစ်တယ်လို့လုံးဝဖြောင်းမတ်မှန်ကန်တန့်ရှင်းတဲ့တရားသူကြီးမင်းလည်းဖြစ်ပါတယ် ။တမချန်းစာကိုဖတ်ကြည့်တဲ့အခါဘုရားသခင်ကလူသားတွေကိုကိုမျက်တိုင်းကိုမျက်တိုင်းဘာကြောင့်ကိုမျက်ရလဲဆိုတဲ့အကြောင်းအရာရှိပါတယ်။ဘုရားသခင်ကသူ့ရဲ့ပညာချက်တွေကိုကျွလွန်ပြီးတော့လုံးဝဒုစရိုက်ထဲမှာနစ်မွန်ပြီးတော့ဒုစရိုက်ကို ခုံမင်းနစ်တက်ပြီးတော့ဒုစရိုက်ထဲမှာပျော်ပါပြီးဖျားမဲ့တရားမဲ့ဖျားသခင်ကိုမတိဖျားသခင်ကိုစော်ကား လုံးဝပညာချက်တွေများစွာကိုကျူးလွန်နေတဲ့သူမျိုးကိုဘုရားသခင်ကကိုမြတ်လက်ရှိပါတယ်ဒီအကြောင်းအရာကဘုရားသခင်က လူသားတွေကိုမေတ္တာမရှိပဲကိုမြတ်နေခြင်းမဟုတ်ပဲနဲ့ဘုရားသခင်သူကိုယ်တိုင်ကတန့်ရှင်ဖြောင်းမတ်မှန်ကန်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုဖော်ညွှန်းနေခြင်းဖြစ်ပါတယ်ဘုရားသခင်ကတန်ရှင်ဖြောင်းမှန်ကန်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မို့ လုံးဝအပြစ်ဒုစိုက်ကိုယွန်ရှာပါတယ်အဲ့ဒီလိုဖျားကဒုစိုက်အပြစ်တွေကိုလက်ခံနိုင်စရာအကြောင်းမရှိပါဘူးဒါကြောင့်မို့ဖျားသခင်လူသားတွေကိုကုမြတ်ခြင်းကမေတ္တာတတ်ခေါင်းပါလို့မဟုတ်ဘဲနဲ့ဖျားသခင်တူကိုယ်တိုင်ကတန်ရှင်ဖြောင်းမှမန်ကန်စင်ကြဲတဲ့ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကို ဖော်ပြနေခြင်းထောက်ပြနေခြင်းဖော်ညွှန်းနေခြင်းဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ဒီ video ထဲမှာပြောပြပြစေ။ဒါကြောင့်မို့ဖယားသခင်ရဲ့ကလူသားတွေကို မျက်နာလိုက်တာမဟုတ်တလို့တချို့လူတွေပေါ်မှာပဲမေတ္တာထားပြီးတချို့လူတွေပေါ်မှာမေတ္တာမရှိတဲ့ဖယားမဟုတ်ပါဘူး။ထိုနည်း၎င်းမဲ့တမာကျန်းစာကလည်းဖယားသခင်ကမေတ္တာရှင်ဖြစ်တဲ့တစ်ဖက်မှာလူတွေကိုကိုမြတ်တယ်ဆိုတော့တမာစန်းစာကရှယ်တဲ့နောက်နဲ့မကိုက်ညီဘူးလို့ပြောစရာအကြောင်းမရှိပါဘူး။ ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့မေးခွန်းတွေများကြီးစုတူတွေစမှာရှိခဲ့ရင်ဒီဗီဒီယိုအောက်မှာပဲ comment ရေးခဲ့ဖို့ကျွန်တော်အနေနဲ့ပြောပြချင်တယ်အားလုံးပါဖျားရှင် ကောင်းချီးပေးပါစေ။